ဒီနေ့မှာတော့တိတ်ချစ်တတ်တဲ့အမျိုးသမီးတွေအတွက်ပါဘာလို့လဲဆိုကြတော့ကို့အတွက်မဟုတ်ဘူးပေါ့နော်သူတို့ရဲ့ကိုကိုမောင်မောင်ကြားကြားတွေအတွက်ဆိုပြီးတော့မေးကြတဲ့အမျိုးသမီးတွေအတွက်ဖတ်ပြီးဖြစ်တဲ့အသေးအားစီးတစ်ခုရဲ့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကျမကတော့မပွင့်ဖြစ်ဝင်းမှာစေဝါပညာရှင်ဖာမစစ်တဲ့ဦးဖြစ်ပါတယ်ရှင် အသေးအတွက်အားစီးအနေနဲ့ပေါ့နော်တောက်ကြတဲ့စီးရီတင်းမှာဆိုလို့ရှိရင်အဓိကကဆယ်လီမရင်းပေါ့နော်အဲ့ဒီဆယ်လီမရင်းရဲ့အကြောင်းကို အခုတလောထဲထဲဝင်ဝင်လေ့လာဖြစ်တယ်တော်တော်များများကဆယ်လီမရင်းလို့ရေးထားကြတာပေါ့ နော်ဒါပေမဲ့အသေးအစီးတစ်ခုမှကြတော့ selibin လို့ရေးထားတာလေးကိုတွေ့မိရဲ့အဲ့ဒီကနေပြီးတော့စိတ်ဝင်စားတာနဲ့လိုက်ပြီးတော့လေ့လာကြည့်လိုက်တော့ကြတော့အဲ့ selimarine ဆိုတာကဒီအခုပြထားတဲ့ပုံလိုပဲပေါ့နော်ဒီ super long လို့သိကြတဲ့ mid-distance ရဲ့ဒီအသီးကနေပြီးတော့ extra လောက်ပြီးတော့ရလာတဲ့ဟာမျိုးပေါ့နော်ဒီ selimarine မှာအဓိကပါဝင်တာဆိုလို့ရှိရင် compound က၃မျိုးပါဝင်ပြီးတော့အဲ့ဒီထဲမှာ အဓိကဖြစ်တဲ့ဆယ်လီဘင်းကအန်တီအောက်ဆီဒန့်ပါဆိုလို့ရှိရင် effective အဖြစ်ဆုံးပေါ့เนาะပြောရလို့ရှိရင်အတုံးအဝင်ဆုံး အကျိုးအများဆုံးပေါ့နော်ဒါကြောင့်မလို့လေကျမတွေးရတဲ့အသေးအစိတွေမှာဆိုလို့ရှိရင်အဲ့ဒီ selling bean ကိုပဲတေချာလေး isolate လုပ်တာပေါ့နော်ဒီတီးသန့်ထုတ်ယူပြီးတော့ကိုထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့သူကအဲ့ဒီသူ့ဆေးမှုမှာဆိုလို့ရှိရင် selling bean လို့တေချာကိုရေးထားတာပဲဖြစ်ပါတယ်အဲ့ဒီ super လုံးလို့ခေါ်ကြတဲ့ mid disease ကရတဲ့ selling marine ရဲ့အားနည်းချက်လေးတစ်ခုကကြတော့သူကကောင်းကောင်းမပြောင်းဝင်နိုင်တာပေါ့ ပေါ့เนาะအဲ့ဒါလေးကိုတွေ့ရတယ် not well absorbance ပေါ့เนาะအဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရဲ့ဒီကိုတောက်လိုက်တဲ့ပမာဏတွေအကုန်လုံးကပေါ့เนาะဒီခန္ဓာကိုယ်ထဲမှာ မရောက်နိုင်ဘူးပေါ့เนาะပြောရလို့ရှိရင်ကျမတို့ရည်ရွယ်တဲ့ targeted organ ပေါ့เนาะပမာဆိုလို့ရှိရင်အသေးလိုဟာမျိုးပေါ့เนาะအဲ့ဒီကိုထိထိရောက်ရောက်မရောက်နိုင်တော့တာမျိုးကိုပြောတာပါဒါကြောင့်မလို့အဲ့လိုမျိုးမဖြစ်အောင်အတွက်ဆိုပြီးတော့ဒီကျမလေးလာဖြစ်တဲ့ပေါ့เนาะအဲ့ဒီအသေးအားစီ liver ကဲမှာဆိုလို့ရှိရင်သူကနိပညာကိုတုံးထားတ ယ်ဘလို့နိပညာလဲဆိုလို့ရှိရင်ဖိုက်တိုဆုံးနိပညာကိုသုံးပြီးတော့အဲ့ဒီဆယ်လီဘီးရဲ့အာနိသင်ကိုပြပြဝဝရရှိနေအောင်ပေါ့နော်တေချာကိုဖန်တီးပြီးတော့ထုတ်လုပ်ထားတာတဲ့ကျမကိုယ်တိုင်ကလည်းဖာမစီတယောက်ဆိုတော့ကြတော့ဒီဖာမစူတစ်ဘိုင်းကိုပေါ့နော်စိတ်ဝင်စားတဲ့သူတယောက်ဖြစ်တော့ကြတော့ဆယ်လီဘီးကိုပေါ့နော်အခုပြောတဲ့ဖိုက်တိုဆုံးနိပညာဘလို့မျိုးသုံးထားတာလဲပေါ့နော်အဲ့လိုသုံးတော့ကြတော့ဘာတွေပိုကောင်းတာလဲဆိုတာလေးကိုလေ့လာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုလည်းဒီနောက်မှာဆက် က်ပြီးတော့ပြောပြပေးပါမယ်။ဆယ်လီပင်းရဲ့အကြောင်းလေးကိုအရင်ပြောပြပေးရလို့ရှိရင်သူက oxidative stress တွေကိုဒါစီပေးနိုင်တာပေါ့နော်။ဟောပြောရင်အသည်းကိုကာကွယ်ပေးနိုင်တယ်။အသည်းဆိုတာကတကယ်တော့ဒီရေစစ်ကြီးတစ်ခုလိုပဲပေါ့နော်။ဝင်လာတဲ့မြတ်တောက်စစ်တွေအစိတ်တောက်တွေကို သူကဒိုင်ကန်စစ်ယူပေးတဲ့အရာပေါ့နော်။အရက်ကြောင့်ပဲအသည်းပျက်စီးတာပဲဖြစ်ဖြစ် အစာတောက်ပေါ့နော်ဒါမှမဟုတ်ရင်ဒီပါရာစီတမောအိုဗာဒိုးစ်ကြောင့်မလို့အသေးပျက်စီးတာမျိုးပဲဖြစ်ဖြစ်အသေးရောဂါ hepatitis E လို့ hepatitis B လို့ပေါ့နော် hepatitis C တို့မှဆိုလို့ရှိရင်လေဒီသူကပေါ့နော်ဒီဆယ်လီမင်းကအသေးအတွက်ကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေရှိတယ်လို့ဖတ်ရှုရပါတယ်အဲ့ဒီဖတ်ရတဲ့ reference links လေးကိုလည်း comment မှာပေးထားပါမယ်ဒီလေ့လာခြင်းတဲ့သူဖတ်ရှုခြင်းတဲ့သူတွေဆိုလို့ရှိရင်ဝင်ရောက်ပြီးတော့လေ့လာနိုင်ပါတယ်ကိုကို ယ်တိုင်ကအရင်တောက်တက်တဲ့သူတယောက်ဆိုလို့ရှိရင်တော့ကောင်းတာတော့ပေါ့နော်ဒီလစ်ပါကဲလို့မျိုးအသေးအားစေးကိုတောက်ပေးတာကတော့အသေးအတွက်ပို့ပြီးတော့ကောင်းစေနိုင်ပါတယ်ကဲအခုခုနကပြောခဲ့တဲ့ဖိုက်တိုဇုံနည်းပညာလေးကိုဆက်ပြီးတော့ပြောပါမယ်အဲ့ဒီဆက်လီဘင်းဆိုတာကသူကရေမှာပြုံဝင်တဲ့အတွေ့အကြုံလို့အသေးရဲ့ဒီဆဲမန်ဘရိန်းတွေမှာဆိုလို့ရှိရင်သူကကောင်းကောင်းမပြတ်နိုင်တဲ့အတွေ့အကြုံလို့ဘိုင်ယိုအဗီလီတီလို့ခေါ်တာပေါ့နော်ဒီသွေးလေးကိုရောက်တဲ့အာနိသင်ကမကောင်းတာ を、uh. ကောင်းသောအောင်ဤပညာမြင့်ပေါ့နော်ဖိုက်တိုဇုန်တက္ကနိုလော်ဂျီကို သုံးထားပြီးတော့ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်ဒီတိုင်းရှိနေတဲ့ဆယ်လီဘင်းကိုသူကကယ်ရီယာအဖြစ်ပေါ့နော်လစ်ပစ်ကွန်ပေါင်းဖော့စဖိုဒီတိုင်းကိုလီနဲ့ဒီကမီကယ်လီဘောင်းလုတ်ထားတဲ့ဤပညာပေါ့နော်သူကဟိုက်ဒရိုဂျင်ဘောင်းကြီးလုတ်ထားတာဒီရိုးရိုးဆယ်လီဘင်းဆယ်လီမရင်းထက်ကို stability ကပိုပြီးတော့ကောင်းလာတာကိုတွေ့ရတယ်ပေါ့နော်ဒီတောက်လိုက်တဲ့စီးပမာဏအတိုင်းအတိ ီးကြောက်အာနိသင်ရတော့ကြတော့တောင်းရတဲ့သူအတွက်ဆိုရင်ပို့ပြီးတော့ဆေးဖြစ်တယ်ပို့ပြီးတော့ effective ဖြစ်တယ်ပေါ့နော်ဒီ clinical trial တွေအများဆိုလို့ရှိရင်ရိုးရိုး cell line ပေါ့နော်ဒီ cell membrane ထက်ကို bio ability ပိုကောင်းတယ်ဆိုတာကိုအခုပုံမှာပြထားပေးပါတယ် liver ကဲမှာဆိုလို့ရှိရင်ဒါကြောင့်မလို့ silly post ပါဝင်တယ်ဆိုတာလေးကိုရေးထားတာပေါ့နော်အဲ့အတိတ်ပဲကခုနကပြောခဲ့တဲ့ cell line နဲ့ ဖော့စဖိုတီတိုင်းကိုလီနှစ်ခုကိုဖိုက်တိုဆုံးနည်းပညာမြင့်ကိုသုံးထားတာလို့ဆိုလိုတာပေါ့နော်ပြောရလို့ရှိရင်ဆယ်လီဘီးကအသည်းအတွက်ကောင်းတာအပြင်ပေါ့နော်ဒီတွဲသုံးထားတဲ့ကယ်ရီယာဖြစ်တဲ့ဖော့စဖိုတီတိုင်းကိုလီကိုတိုင်းကိုကဒီအရဲချောင်းပဲဖြစ်ဖြစ်အဆေးချောင်းပဲဖြစ်ဖြစ်ဗိုင်းရပ်စ်ချောင်းပဲဖြစ်ဖြစ်အသည်းပျက်စီးတာတွေမှာဆိုလို့ရှိရင်အသည်းအတွက်အကျိုးအာနိသင်ရှိတဲ့ရစေတဲ့ပေါ့နော် bioactive nutrient တမျိုးလေးဖြစ်တဲ့ဒါကြောင့်မလို့ ို့လေလီဗာကဲကအသေးစီကိုပေါ့နော်ဆေးရောက်တာကထိရောက်မှုရှိပြီးတော့လီဗာအန်ဇိုင်းတွေကိုမြန်မြန်ရောကျစေနိုင်တာတွေ့ရတယ်။လီဗာကဲမှာဆီလီပိုးစ်အပြင်ပေါ့နော်ထုံးစံအတိုင်းအသေးအတွက်လိုအပ်တဲ့ဗီတာမင်တွေနဲ့အတူဇင့်နေလဲပါဝင်နေ။လီဗာကဲကိုဘာမှမဖြစ်တဲ့သူတွေတောက်ရင်ရောရလားဆိုလို့ရှိရင်ရပါတယ်။ကာကွယ်ဖို့အတွက်ပေါ့နော်တစ်နေ့ကိုတစ်လုံးတောက်လို့ရတယ်။ဒါမှမဟုတ်ဆရာဝန်ညွှန်ကြားချက် dose ပေါ့ နော်အဲဒီစီးပမာဏအတိုင်းလည်းတောင်းလို့ရပါတယ်။ကြည့်ပြောတာလည်းတော်တော်လေးရှည်သွားပြီပေါ့နော်။ဒီလောက်ဆိုလို့ရှိရင်တော့စီးတစ်ခုကိုတမရိုးချထုတ်ရကနေပြီးတော့ဒီတောင်းရတဲ့သူအတွက် side effect နေပြီးတော့အာနိသင်ပိုပြီးတော့ထိရောက်အောင် phytosome နည်းပညာကိုသုံးပြီးတော့ selenium ကိုထုတ်လုပ်ထားတဲ့ liver ကအကြောင်းလေးကိုသိသားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုယ်ပိုင်ဝိညာဉ်ကသူတွေကိုလည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။ ားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်